ါရှင်ဒီနေ့ကျွန်မဖတ်ပြမှာကတော့စာရေးဆရာမမတ်ဆန္ဒရဲ့မှောင်မိုက်မှာငိုဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်မှောင်မိုက်မှာငိုမိုးတစိမ့်စိမ့်ရွာနေသည်မှုံမှုံဖွဲဖွဲလေးကြာနေသောမိုးစက်မိုးမှုံလေးများသည်မှန်ပရင်းကိုမထိတထိတုတ်ခတ်သွားကြသည်ရင်ွေးရိုက်သဖြင့်တဖြည်းဖြည်းမှုံလာသောပရင်းမမှန်ချက်ကိုမိငယ်သည်ငြိမ်ငြိမ်လေးထိုင်ကငေးကြည့်နေသည် ရင်ထဲတွင်ဟာက စာနေတော်လဲဘာကုမလဲစားကျင်စိမ့်မရှိကြည်လက်ကိုလည်းမမြောက်ချင်ကိုကိုလည်းမလှဲ့ချင်လူတကိုယ်လုံးနှုံးပြီးပြော့နေသည်မိငယ်နောက်ဖက်ခုံတန်းမှជីជីဝေကတိုးတိုးလေးခေါ်သည်နင်အင်စာတွေပြီးပြီမဟုတ်လားယင်ဘာအင်စာတွေလဲတင်ချာလေးဟွန်းပြီးပြီအဟိုခဏပေးစမ်းပါဟာ ။ဘာလဲ။နင်ကူးချမလို့လား။အေး။နင်ကလည်းဟာ အမားချင်းတွင်တီချာစူနေအောင်မယ်။မိငယ်ကမျက်မှောင်လေးမတိမတာကြောက်ခါပြောတော့ជីជីဝေမျက်နှာငယ်သွားသည်။ထို့နောက်တက်ပြင်းချာကပြောသည်။အသေးလေးရဲ့နင်တွက်တာအမြင်မှန်တာပဲဟာ။ဘယ်တော့မှမှားဘူးလို့လဲ။တော်ကြနေ။ចောင်းတက်တော့အင်စာတွေထောက်ခိုင်းတော့မယ်။ငါတပုံးကမတွက်ခဲ့ရလို့ပါ။ ခုမှတွေ့ရင်လည်းမိမာမဟုတ်ဘူးကြာနေုံးမယ်မြင်ပါလို့အိမ်ကမတွေ့ခဲ့တော့ဒီဒီဝေးသည်မိငယ်လောက်စားမတော်တော်လဲတော်တော့တော်သည်ပင်အတန်းထဲတွင်တင်းချပြိုင်တွက်လျင်တခါတည်းံသူကပင်အရင်ပြီးတတ်သည်သို့တော့အိမ်စာမို့ပေးလိုက်လျင်တော့ပြီးအောင်လုံးမလာတတ်ပေအမေဖျားနေတယ်ဟာဖေးကလည်းဝင်းဝင်းတဲတော့မှအထဲသွားကောက်တာပြန်မလာသေးဘူးမောင်လေးကိုရော ညီမလေးကိုငါနဲ့တူတိတ်တာအမိစီကအဖျားကူးမှဆိုးလို့လေခရေးပြက်တယ်ဟာတော်ကြာဤထပါလိုက်တော်ကြာရှူးရှူးတဲ့ဟာတော်ကြာရေတောက်ချင်တယ်ပြောလိုက်နဲ့ရှုပ်နေတာပဲဒီကြားတဲ့အမေကညောင်းလို့ကြိုက်လို့ညင်းနေတော့ညင်းနှိပ်ပေးရသေးတယ်ငါ့မှာဖြင့်အိမ်စာတွေကိုတွက်ဖို့နေနေတတရားလို့တောင်မကုတ်အောင်ဒီနေ့တောင်ကြောင်းမတက်ရတော့ဘူးလို့ထင်နေတာကြီးကြီးမေရောက်လာလို့ငါကြောင်းမပြတ်တာ မိငယ်ချက်ချင်းစိတ်ပျော့သွားသည်ကူးရင်လဲကူးပါစေတော့လေသူမတွက်တက်လို့ခိုးချတာမှမဟုတ်ပဲအချိန်မရှိလို့မတွက်ခဲ့ရတာပဲဟုတွေးရင်တင်ချာလေးကြံကန်းစောက်ကလေးကိုအလွဲတကူထုတ်ပေးလိုက်လေသည်ဆရာမကအင်းစာလေးလုံးမလာရင်ရိုက်တတ်သည်သရုတ်ထတဲ့နော်အစိုးရစစ်ပြည့်ရလားပေါ်တီပေါ်စာလုံးမနေနဲ့ဟုဆိုတတ်သည်မိမိငယ်နဲ့ယမင်းခင်လို့စားတော်အောင်စူးစမ်းကြပါလား ခုစံပြုတ်ပြီးပြောတော့ခါများတွင်က မိငယ်သည်ရင်ထဲတွင်ဖျားပွဲလှဲ့နေတော်လဲခေါင်းကုတ်ရတော့မလို့လို့နှာခေါင်းပွေရတော့မလို့လို့နှင့်နေရထိုင်ရခက်လှသည်ယမင်းခင်လိုပြုံးပြုံးလေးနေတတ်အောင်စူးစမ်းတော်လဲမအောင်မြင်ပေသူတို့နှစ်ယောက်ကတော့ရင်မောင်းတန်းပြီးပြေးနေကြတာပဲသူကနည်းနည်းကြောလိုက်ငါကနည်းနည်းตาလိုက်နဲ့မနစ်ကလေးကတလဲစီပထမရနေကြတာ ညံရည်ချင်းတူတော့ဝရိယသားတဲ့သူကကြောသွားတာပဲဟုဆရာမကပြောလေသည်မိငယ်နှင့်ယမင်းခင်သည်ညံရည်ချင်းစာတော်ရာချင်းတူတော်လဲလူချင်းကတော့လုံးဝမတူပေမိငယ်ကပိမ့်ပိမ့်တေးတေးညံ့ညက်ဖြစ်သည်ယမင်းခင်ကတော့အသားဖြူဖြူပစုံဖောင်းဖောင်းနဲ့ဝဝတုတ်တုတ်လေးဖြစ်၏ငယ်ချင်းများကမိငယ်ကိုအသေးလေးဟုခေါ်ကြ၏ယမင်းခင်ကိုတော့ဆင်ပေါဟုအမည်ပေးထားကြလေ၏ အတန်းထဲတွင်အပြောင်ပြက်အပြောတတ်ဆုံးဖြစ်သောတထားຫນွယ်ကမူယမင်းခင်ကိုယမင်းစင်ဟုခေါ်လေသည်သူတို့ကစင်မျိုးတဲ့သူကလည်းစင်ပေါ့သူ့ဖေကလည်းစင်ကြီးမဟုတ်လားဟုသဘောကျစွာရည်ဤထို့နောက်ငါအသားဖြူတော့စင်ဖြူနော်ဟုပြောလေဤခင်သူရဲ့ဟစ်သူရဲ့ဟစ်သူဖေကမငိမ့်လက်ကလက်ခုပ်တီးကထအော်တော့မိငယ်လန့်သွားသည် ။တွေးလက်စအတွေးကဖြတ်ခမဲပြက်ခါလွင့်သွားသည်။ငိမ့်လက်ကြည့်ဒီကိုလိုက်ကြည့်လိုက်တော့တောက်တင်မုံကိုအဝိရေစွတ်ပြီးပုတ်ဖြတ်နေသောတထားຫນွယ်ကို တွေ့ရသည်။တောက်တင်မုံဖြတ်ဒီကိုကောင်းကောင်းမဖြတ်ဘဲပန်းစကားရုပ်ရှင်ထဲမှကြော်ဟင်းဤအမူအရာမျိုးလုပ်ပြနေသောကြောင့်တအုံးအုံးနှင့်ပွဲကြနေကြသည်။သူကြည့်ရသည်မှာရည်စရာကောင်းလွန်းသောကြောင့်မိငယ်လိုက်ရည်မိတော်လဲခါတိုင်းလိုစိတ်မရွှင်လှကြည်မိငယ် ြည်ကြည်ကခေါ်ပြန်သည်ဟွန်းနင်းနေမကောင်းဘူးလားသမျိုးကြီးပဲခေါင်းထဲမှာအုံအုံခဲခဲကြီးတကောလုံးလဲညောင်းနေတယ်ဟုတ်ရည်နင်းတော့တုတ်ကွေးကွေးတော့မယ်ထင်တယ်အင်းအင်းကွေးတော့မလားမသိဘူးမိခင်ကသူ့နှစ်ဖူးသူစမ်းကြည့်ရင်ညောင်းနာနာပြောသည်အိမ်မှာတော့သူကစပြီးဖျားတော့မည်ထင်သည် ုတ်ကွေးကွေးလျင်အ ਨੇ ဆုံး3-4ရက်တော့ကြောင်းပြတ်တော်မီမို့မိငယ်ဆိတ်ညစ်သည်ဒီလိုသာကြောင်းပြတ်လိုက်လျင်ရှင်လျက်ပြေးနေသောရမင်းခင်ကသူ့ကိုအသာလေးကြော်တက်သွားမည်ဖြစ်သည်သူ့ကွေးမှလည်းသူတို့အနားရောက်လာသောရမင်းခင်ကဝင်မေးသည်မာလေးကွေးများကွေးတော်မာလားလို့ဘာဖြစ်နေလို့လဲခေါင်းလေးအုံနေလို့ပါဟာမိငယ်သည် ယမင်းခင်ကိုက်စားနေသောပန်းတိနီနီလေးစီမှနေပြီးသူ့မျက်လုံးကိုစူးစားပြီးလွှဲလိုက်သည်မျက်လုံးကိုလွှဲဖယ်လိုက်နိုင်တော်လဲတင်းတင်းလေးမှွေးနေသောရနံ့ကိုတော့မရှူဘဲမနေနိုင်အဲ့ဒါဆိုရင်လေကိုတက်ဘလက်နဲ့ပါရာစီတမောနဲ့မာမီတုံရောပြီးတောက်လိုက်မာမီဆိုရင်အဲ့လိုပဲတောက်ခိုင်းတယ်ယမင်းခင်ကပန်းသီးကိုအတံမြောင်ကိုက်စားလိုက်တော့မိငယ်သည်ဖြတ်ခနဲကြည့်မိပြန်သည်ထို့နောက်မျက်လုံးကိုအမြန်လွှဲဖယ်က ။ငါလေးဘာကုန်းမှလည်းစားတင်စိတ်ကိုမရှိဘူးဟုမစီမဆိုင်ပြောရင်တွေးကိုမတိမသားမြှောက်ချလိုက်သည်။ကော်ဖီတောင်မတောက်ချင်ဘူးလားယင်ဟင်အင်းမိငယ်ကရောရောင်ပြီးခေါင်းခါလိုက်သည်။တကယ်တော့မိငယ်တို့အိမ်တွင် ကော်ဖီမဖြော်သည်မှာပင်အတော်ကြပါပြီ။ဧည့်သည်လာလျင်လဲရင်းနှွေးချမ်းနှင့်ထညက်ခဲတာထွက်လာတတ်လေသည်။နင်ကော်ဖီမတောက်ချင်ဥပန်တင်းတောက်ပါလိုက်ရင်မက်တိုပါလည်းကောင်းတာပဲ ဟုတ်လားမိငယ်ကဥကြောင်ကြောင်နဲ့တန်ယောင်လိုက်ခါကောင်းငိတ်ပြန်သည်မိငယ်အသက်၁၀နှစ်ပင်ကျော်ခဲ့ပြီဥပတင်းကို၃လ၅ကတောက်ဖူးတော်လဲမတူပါဆိုတာကိုတော့ဘာမှမမသိဒါပေမဲ့ငါတော့ကော်ဖီပဲကြိုက်ပါတယ်ဥပတင်းတို့ဟောလစ်တို့ကဤလုံးလို့ရမင်းခင်ကကျမ်းသမျှပန်းစည်းစိတ်ကလေးကိုပါဇက်ထဲအကုန်ထည့်လိုက်သည်မိငယ်လဲတက်ပြင်းကိုသားချလိုက်လေသည် ပန်းနီနဲ့မွေမွေလေးကိုရှူလိုက်ရသောကြောင့်လားမသိခေါင်းထဲတွင်အုံအုံခဲခဲဖြစ်နေသည်ပင်အတန်ငယ်တက်တာသွားသည်ဟုထင်မိသည်တော့အသေးလေးငါတော့တက်တုပ်ရိုက်ပြီးကူးချလိုက်တာပဲជីជីဝေကတင်ချာလေးခြင်းအစာအုပ်ကလေးကိုပြန်ပေးသည်အခုမှပင်စိတ်အေးသွားဟန်ဖြစ်မျက်နှာရှင်လာသည်အော်ငါမေ့နေလို့ငါမှစေးပါတယ်နင်းတော့မလားအသေးလေးဘာစေးလဲ ပါရာစီတမောជីជីဝေကကမာဘူးထဲမှာဆက်ကူထုတ်ကလေးကိုလှမ်းယူသည်အตาဖြန့်လိုက်တော့ဆေးပြားဖြူဖြူလေးသုံးပြားကိုတွေးရသည်ငါတော့အမစ်စီယာဖြားကူတော့မှာပဲဆိုပြီးလိုမယ်မယ်ယူထားတယ်တော့တပြားတောက်လိုက်ခေါင်းကိုက်ပြောက်သွားခေါင်းကိုက်တာတက်တက်ဆို အနာဂျစင်ကပူကောင်းနေဆိုမမီပြောတာပဲအစာလေးကော်ဖီလေးနဲ့တွဲပြီးတောက်တယ်ညမင်းခင်ကပြောသည် တောင်တက်ခါနီးပြီးမှသူ၏ကြောပုတ်အိတ်ကလေးထဲမှနှစ်ထပ်ကွန်မာဘူးလေးနှင့်ပလတ်စတစ်ပေဒံအပြာရောင်လေးကိုထုတ်ကာခုံပေါ်တွင်အသင့်တင်ထားလိုက်သည်အနာဂျက်စင်တလုံးကိုနှစ်ချက်ပေးရတယ်ယမင်းရဲ့ဒီပါရာစီတမောက BPI မဟုတ်ဘူးတရုတ်ဆိုတော့တလုံးမှာတမတ်ရယ်ဟင်းနေရလည်းမဟုတ်တာအနာဂျက်စင်ကအဲ့လောက်စိတ်မကြည်ပါဘူးယမင်းခင်ကအံ့ဩတယ်လို့ပြောသည်ဒီကြည်ဝေကဇမင်းကိုစိတ်မရှိစွာကြည့်ရင်မျက်စောင်းထိုးသည် ပြန်တော့ဆေးပြားလေးနှစ်ပြားကိုစက်ကူနှစ်ပြန်ထုတ်ပြီးတန်ကွန်ပါဘူးတဲ့သို့ခတ်ဆောင်ဆောင်ပြန်ထည့်လိုက်သည်နင်တို့ကတော့နင်တို့ကိုဘယ်စေးကြီးမှလဲယမင်းခေနင်တို့ဝယ်တဲ့ဆိုင်မှာငါတို့မဝယ်ရတာလဲနင်သိသားနဲ့အခုအမေဖျားနေချောင်းဆိုးလို့တောက်နေရတဲ့ဆေးတောင်လေးတွေလीဘာပါလိအင်ပါပါဆိုလားအဲအဲအဲအင်ပစလင်ဆိုတာကြတော့အာတထောင်နှစ်ချက်ခွဲ ကြည်ကြီးမိပိုင်းနိုင်တောက်တဲ့ဆေးပြားဖြူဖြူလေးတွေကြတော့တလုံးကိုငမက်တစ်ချက်ခွဲငါကအမေနဲ့အတူဆေးဝင်လက်လိုက်သွားလို့တိနေတာဒူဒူတောက်တော့ပြောတော့ကြည်ကြီးဝေကိုရမင်းခင်ကမျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ငေးကြည့်နေသည်မောင်လေးနဲ့ညီမလေးတို့တောင်အမေကဘာပလဲကြီးမတိုက်တော့ဘူးသမီးရေတောက်လဲအားရှိတာပဲတဲ့သမီးရေထဲမှာဗီတာမင်အပြည့်ပါတယ်တဲ့ မိငယ်ကဆေးပြားလေးကိုအာကောင်နဲ့ထည့်ပြီးမှရေဘူးထဲကရေကိုတောက်လိုက်သည်ဆေးလေးကရှောရှောရှူရှူမစင်းသွားပဲလက်ချောင်းဝါတွင်တင့်နေ၍လက်နှင့်အသာတတ်ချရသည်သင်ချာအင်းသားလေးလာထပ်ကြပါအတန်းကောင်းဆောင်စုစုလင်းဤအော်တန်နှင့်အတူကြောင်းတက်ခေါလောင်းထိုးတန်ကိုကြားရသည်သူညာနေရသည့်အထဲတွင်တထားနယ်ကတချင်းတစ်ပုတ်ကိုအမူအရာနှင့်ဆိုပြနေပြန်သည် မိုးရွာရင်မိုးရီချိုးမယ်ဖဖေးလာရင်မိုးရီချိုးမယ်မေမေလာရင်မိုးရီချိုးမယ်တဲ့ထို့နောက်ငါတို့လမ်းထဲကကောင်လေးဆိုနေတာလေရင်မလာတော့ရရှိပြီဟာဟုဆက်ပြောသည်တင်းချာအင်စာရီလာထတ်ကြပါစုစုလင်းကအော်ပြန်သည်ជីជីဝေကထမဲဟေထမဲဟေဟုပြန်အော်ပြီးမိငယ်ဤစာအုပ်ကိုပါလှမ်းယူသည် ထို့နောက်ဆ iam မကြီးစပွဲပေါ်ကစာအုပ်ပုံတင်သွားထက်သည်အမားချင်းတူနေလျင်ဆ iam မတတိမထားမိစေရန်အတွက်တအုပ်ကိုပေါ်သွင်းတင်ထက်ကကြံတအုပ်ကိုစာအုပ်ပုံအလဲတွင်ထိုးထည့်နေလေသည်ជីជីဝေကဘာလို့စိတ်တူနေတာလဲမပဲသိမလဲမိုးဖွဲလေးများကရုတ်တရက်တဲလာသည်မိုးစက်မိုးပေါင်များကမှန်ပရင်းကိုခပ်ပြင်းပြင်းလေးရိုက်ခတ်လာသည်။မိငယ် ယမင်းခင်ကခေါ်ပြန်သည်။နင်ကတော့ဘာလို့စိတ်တုန်နေရလဲ။ငါပဲသိမလဲ။မှန်ချက်ကိုဖိပြီးကွက်ကြိတ်လွင့်စင်သွားတော့မဘောက်မြောင်ငေးကြည့်ရင်မိငယ်သည်။အနီရောင်ပန်းကြီးလေးကိုမြင်အောင်နေလေသည်။မမေပန်းကြီးတစ်လုံးကိုဘယ်လောက်ပေးရလဲ။ချင်းတောင်ပန်းကြီးဆိုရင်3-4ချက်ပေါ့နည်းနည်းကြည့်ရင်တော့6-6ချက်ပေးရတယ်အယောင်ဆိုင်တယ်လေ မဟုတ်ဘူးမိမိရဲ့အလုံးကြီးကြီးအယောင်နီနီအနှံ့မွှေးမွှေးအဲ့ဒါမျိုးဆိုရင်တော့ဆလင်းက၆ချက်ပေးရမှာပေါ့မိမိတခါတရုတ်တန်းမှာတွေ့တာတော့စကတ်ထားတယ်၁၈ချက်တဲ့ဟင်းတော်ပါပြီမိငယ်ကပခုံးလေးတွန်းလိုက်သည်၁၈ချက်ဟူသောစာတန်းလေးကိုမြင်အောင်ပြီးတော့ကောင်းထဲတွင်တရုတ်ဝဲဝဲလှဲ့နေသောအနီအောင်ပန်းသီးလေးကဖြတ်ခနဲပြောက်သွားလေသည်ပြုတ်ပြီးသားမြင့်များကိုစစ်နေတုံးပေါ်တွင်တင်ပြီး တွေ့ကြိတ်ကြီးကြီးနဲ့ချစ်နေတော့အမေကမိငယ်ကိုစူးစမ်းတယ်လို့လှမ်းကြည့်သည်။ဘာလဲသမီးစားကျင်လို့လား။၎င်းရရင်တော့စားကျင်တာပေါ့မမေရာဝယ်တော့မစားကျင်ပါဘူး။ဆက်ရှိကြဆိုတော့ငွေနည်းနည်းနော်နော်မဟုတ်။မလကာသီးပေါ့ပေါ့ချိုချိုကြီးတွေဝယ်စားလေအများကြီးရနိုင်သည်။ဒါမှမဟုတ်တစ်တော်သည်မင်းကုတ်သည်တည့်ရသည်မပြောသည်ဆို။အိုးစားကြရီစုံလို့ပြည့်လို့ဒီလိုတွေးမိတော့လဲမိငယ်ပျော်သွားသည် သိမ့်မပါလက်မပါစားနေသောသမင်းမင်းဒီရတာရှိပြီးစား၍ကောင်းသွားတယ်လို့လို့ရှိ၏။တမီးသမင်းစားပြီးရင်အမေကိုပါရာစီတမောတစ်လုံးနဲ့ဗမီတုံတစ်လုံးယူလာပေးစမ်း။နှာရည်စီးပြီးခေါင်းနဲ့ကြိုက်နေလို့သမီးလေးเจ้าမှာခေါင်းနဲ့အုံနေလို့ဖျားပြီးထင်နေတာ။ជីជីဝေကစိတ်တစ်လုံးပေးလို့တောက်လိုက်တော့တက်တာသွားတယ်မင်းမီ။ဖျားတော့မဖျားလိုက်ပါနဲ့သမီးရဲ့တော်ကြရင်ကြောင်းပြက်နေအောင်မယ်။ ။သမီးကြောင်းပြရင်ယမင်းခင်ကကြောသားမှာမမေရဲ့။နောက်ပြီးအင်စာတွေကလည်းတပတ်တရက်ကိုအများကြီးဒီနေ့လည်းအများကြီးပေးလိုက်သေးတယ်။ကြောင်းပြရင်အဲ့စာတွေအားလုံးနောက်ကျသွားမှာ။မိငယ်ကသမင်းကိုလက်ဆက်သက်စားကပကံစေးသည်။ကြောင်းမပြက်ဖဲနဲ့တောင်ပထမရဖို့သေးစားသည်မဟုတ်။ယမင်းခင်ကလည်းသရုပ်ထတဲ့နေပွဲဥရပထမရရန်အကျိတ်နဲ့ကြိုးစားမိဖြစ်သည်။အနနာရှိပြီလေသမီး 9နိုင်ခွဲတော့မယ်မေမေဖေဖေရုံကပြန်လာကနီးပြီမိငယ်သည်အိတ်ခမ်းထဲဝင်သည်အိမ်သုံးဆေးပလင်းနေစီးရတင်ထားသောကြွက်လျှောက်မှပါရာစီတမောဟုရေးထားသောပလင်းလေးကိုယူလိုက်သည်သေးလေးနှစ်ပြားသာကြံတော့သည်မာမီတုံပလင်းထဲမှာတော့တပြားမှမရှိအရက်ပြန်ပလင်းကလည်းဖင်ကတ်သာကြံသည်ပျောက်စီအနီကတော့တဝက်လောက်ရှိသေးသည်ဖေဖေဝယ်လာပြီးမိငယ်ကိုတိုက်ဖူးသောဗီတာဇုံအားစေးပလင်းလဲ ပြောင်းတလင်းခါနေပြီဖြစ်သည်အမေဆေးတွေကကုန်ကန်နီးနေပြီဖမီတုံလဲတပြားမှမရှိတော့ဘူးအေးကွယ်ဝဲမဲဝဲမဲနဲ့ဝဲကိုမဝဲဖြစ်နိုင်ဘူးပေးပေးရှိတာပဲတောက်လိုက်မယ်မမေကပါရာစီတမောတပြားတောက်ခါညစ်တွေကိုဆက်ပြီးချက်နေလေသည်ပြင်းမန်းလို့ခေါင်းကြိုက်တာပါခဏနေပျောက်သွားမှာဟုတ်သူ့ကိုသူအားပေးသမီးဘာလုပ်ပေးရအောင်လဲမမေ မလုံးနဲ့သမီးသွားသွားစားချက်ချီတော့တင်ချားလေးအရင်တွက်လိုက်အောင်မယ်ပြီးမှစားချက်မယ်မိငယ်တွင်စားချီစပွဲတသက်မရှိပေဖေဖေက40နှစ်ဝယ်ပေးထားသောဘေးရင်ဆရာခုံကလေးကိုစားချီစပွဲ ဖြစ်သုံးရသည်ခုံကလေးကိုကြာရနေရာတွင်ချပြီးကြက်လိုတွက်လိုရသဖြင့်မိငယ်ပို့ပြီးသဘောကျသည်ယခုလဲခုံကလေးကိုမိဖို့ကြောင့်သို့တဲလာသည်မိမိဘေးတွင်ပင်ထိုင်ပြီးအိမ်စာလောက်ချင်သည် မိုးတွေကမဲလာတဲ့သမီးမမှောင်ဘူးလားမီးဖွင့်ပြီးလှုပ်လေမိငယ်ကမီးခလုတ်ကိုထဖွင့်သည်ရောက်ခနဲ့အတန်သာကြာသည်မီးကလင်းမလားဟင်းမမေးမီးလင်းမလားဘူးပြက်ပြန်ပြီထင်တယ်အထင်နဲ့မမရဲ့ပြက်ကိုပြက်တာပါဒုက္ခပဲအင်စာတွေကအများကြီးမိငယ်သည်စပွဲလေးကိုပရင်မောက်နာတို့ကြပြကြရွှေ့လိုက်သည် ရှိသမျှကြံသမျှအလင်းရောင်လေးနှင့်အင်စာပေးလိုက်သောတင်းချတွေကိုအပြီးတွက်နိုင်ရန်စူးစမ်းရမည်။သောသောစီစီကမီးဖွင့်ကြည့်မြင်ကောင်းပါဟဲ့။ခါတိုင်းလိုကျောင်းအပြင်ရောက်ချင်းအင်စာတွေလုံးမရင်လည်းတော်သေးတယ်။အခုတော့အသုံးမကျတဲ့ပန်းသီးစုပ်အကြောင်းထိုင်သွင်းနေပြီလို့၎င်းနေအချိန်နေကုန်သွားတာ။မိငယ်သည်သူ့ကိုယ်သူပြစ်တင်နေသည်။အလင်းရောင်ကလည်းလိုချင်မှသည်ဆိုမှချက်ချင်းလိုလိုပင်မှောင်ကျသွားသည်။ မိုးသားတွေကလည်းအုံပြီးမဲတက်လာလေသည်မိုးကြီးတက်တက်ရွာတော့မည်ထင်သည်ဟဲ့သမီးပေါင်ကြီးထဲမှာစားလုံနေသလားမီးမထုံးလားဖေဖေကမိငယ်ဘေးတွင်လာရက်သည်စားထဲတွင်ဇောကတ်နေသဖြင့်ဖေဖေပြန်ရောက်လာသည်ကိုပင်မသိလိုက်ချေမီးမလာဘူးဖေဖေမိငယ်ကအာကိုတကြီးပြောတော့လဲဖေဖေကဘာမှလုပ်တတ်ဟန်မတူတပြင်းကိုသာတက်တက်ချသည် မမေကတော့နှုံမုံဘူးအလွတ်ပေါ်တွင်ဖျောင်းနိုင်လေးဆိုင်ကမိငယ်ဤဘေးတွင်လာချပေးသည်ရင်းနှံစီမိငယ်လေးလောက်ပါလောက်ကွာဖဖေကပြောတော့မမေကမတိမတာမျက်စောင်းထိုးသည်ရင်းနှံစီမှမရှိတာကိုကွယ်တိရသားနဲ့ဒီလိုဆိုလဲဖျောင်းနိုင်နှစ်တိုင်ဘူးလေးထုံးပေးလိုက်ပါလားအိမ်မှာရှိတာမှသုံးနိုင်ရဲ့မိရဘယ်ချိန်ထိပြတ်မယ်မသိဘူးမမေတန်ကပြော့နေသည် ဖီဖီကတော့စိတ်တူလာပုံရသည်မီးပြက်ကလည်းတည်သားနဲ့ဖျောင်းနိုင်ကိုပူပူမူမူလေးဝယ်ထားပါလားကွာကောပြောတော့လွယ်လိုက်တာဖျောင်းနိုင်တတိုင်းဘလောက်ပေးရလဲရှင်းသိလားလက်ကုံရဲ့ရှင်းဒီတခါတော့မမေအတန်ကဆက်ပြီးမာလာသည်ဖီဖီလည်းငြိမ်သွားသည်မိငယ်ကတော့ဘသူ့ကမှဂယုမဆိုင်နိုင်ဝါကျင့်ကျင့်အလင်းရောင်မှိန်မှိန်လေးတဲ့မယ်စာကိုအရကြက်ရန်စူးစမ်းသည် မျက်လုံးဒီညီမအံပွဲကောင်းကြောင်းကိုတင်တိပါသလားမျက်လုံးဒီကိုခန္ဓာကြီးအမှုနယ်ဆုံးအလုံးများဆုံးအင်္ဂါစုဖြစ်သည်ထို့ကြောင့်မျက်လုံးကိုဘေးမဖြစ်စေရန်ကာကွယ်ရမည်မိငယ်သည်သူ၏အကျင့်တိုင်းကိုကိုရှိသောနောက်ငယ်ရင်အတန်ထွက်ရကြိတ်မျက်လုံးဒီမာကြောနေသောအယိုးများကာထသိဂျိုင်းနေတွင်ရှိသည်မျက်ခွန်မျက်တောင်မွှေးတို့ကရှေ့မှကာကွယ်ထား၏ လင်းရောင်ကမှိန်တော့အတော်အားဆိုင်ပြီးဖတ်ရသည်ဖယောင်းနိုင်လေးကခဏနေကုံတော့မယ်ကြက်စရာတွေကအများကြီးကြံသေးတယ်စာမရရင်တော့ဒုက္ခပဲရမင်းခင်ကတော့အားလုံးကြက်လို့ရလာမှာဟုတွေးပြီးရင်ထဲတွင်ပူလာသည်မိပြက်လို့စာမကြက်ခဲ့ရဘူးဟုပြောလျင်ရမင်းခင်ကမိပြက်ရင်မိဆက်မဖွင့်ဘူးလားဒါမှမဟုတ်ဘက်ထရီမီးကြောင်းထုံးလိုက်ရတာနဲ့ဟုပြောမိကိုလည်းကြိုတင်ပြီးကြားရောက်နေသည်ဖေဖေနဲ့မေမေကဖယောင်းနိုင်လေးတတိုင်ကို သပွဲဝိုင်းလေးအလဲတွင်ဆိုက်ပြီးတိတ်တိတ်ဆိတ်ဆိတ်ခမင်းစားနေကြသည်မိငယ်စားကြရမပြီးခင်ဖျောင်းနိုင်လေးကုံသွားသည်မိငယ်သည်စားကြည့်ကုံလေးပေါ်တွင်လက်ထောက်ရင်းတိတ်တိတ်ကလေးထိုင်နေသည်ညက်ရည်ကိုတိတ်တိတ်ကလေးတုတ်ခါနှာရည်ကိုတိတ်တိတ်ကလေးညှက်သည်ဟဲ့သမီးငိုနေလားမိမေကမေးတော့ငိုပါဦးမိမေရဲ့ခုငိုတန်လေးနှင့်ဖြေလေသည် မဆန်တာအဆုံးထိနာတော်တာဆင်ပေလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်